ီဒီယာများမေးမြန်းနေတဲ့အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးပြောကြားသွားမှာဖြစ်ပါတယ်။ဒီပထမဆုံးအကြောင်းအရာကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာတ်လမ်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့တရုတ်ဆောင်နေတဲ့ပတ်သက်ပြီးပြောကြားမှုတွေချိန်ချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကလေးကရခိုင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူသားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတာကိုမြေတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲလိုကျင်းပဖို့အတွက်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရေကောက်ပွဲ အသိပညာပေးဇာလန်းကိုနုပညာရှင်ပေါင်းညောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်။ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဘလို့ဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးမဲလိမ်မဲခိုးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောထုတ်ကြတယ်လို့တော့ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲ ။ဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမရန်လှုံ့ဆော်ခဲ့တဲ့ဒါလိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပ်ပိုတေယုတ်ဆောင်ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွတ်ဟာတာတေယုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါလိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လှစ်ခံရခြင်းဖြစ်ပါတယ် 2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမည်သောစည်းကမ်းချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ဒါပြင်ကျော်ဝင်းထုတ်ကောကျော်မင်းထွတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီပစီအထွေထွေရေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖြည့်စီခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။